ာတရက်ကအနော်ရထမင်းကြီးတည်ထားကိုခဲ့တော်မူခဲ့တဲ့ရွှေသိမ်တော်မြတ်စွာဘုရားဟာမန္တလေးတိုင်းဒေသကြီးကြောက်စက်ခရိုင်ကြောက်စက်မြို့ရဲ့မြောက်ဖက်နှမိုင်ခန့်အကွာတင်းနောင်ကြီးကျေးရွာမှာတည်ရှိပါတယ်ရွှေသိမ်တော်မြတ်စွာဘုရားဟာတကိုးကြီးမြတ်တော်မူပြီးတိမ်သမုတ်တော်မူခဲ့တဲ့ပုဂ္ဂိုလ်မှလည်းအနောရထမင်းကြီးဖြစ်ပါတယ်။ ွေထာမင်းကြီးဆိုတာကလည်းပထမမြန်မာနိုင်ငံကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့သူဖြစ်ပြီးထေရဝါဒဗုဒ္ဓသာသနာကိုထွန်းကားစေခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီရွှေသိန်းတော်ဘုရားကပုဂ္ဂိုလ်ဒုနူဦးကိုခွဲခဲ့တဲ့သိန်းတော်ဖြစ်တာကြောင့်အခုချိန်ထိလည်းမြန်မာတနိုင်ငံလုံးမှာရှိတဲ့အဋိဌံပြုစုတောင်းသူတွေအောင်မြင်ကြတဲ့ဘုံမိနဲ့တန်နေရာတစ်ခုလို့ဆိုကြပါဗျာ။ နော်ရာမီနီဆက်ကတ်ခဲ့တဲ့ဘွဲတော်မှာရွှေသိန်းတော်စီရီဖြစ်ပြီးအခုအခါမှာတော့မဟာဆိုးတဲ့ဘွဲကိုထပ်မံကတ်လူထားလို့မဟာရွှေသိန်းတော်ဆိုပြီးဘွဲတော်ခေါ်တွင်လျက်ရှိပါတယ်နော်ဒါတဲ့တဲ့ဖရားကြီးကတော့များတော့ဖြစ်တော့ရှိပဲလှည့်ပြီးတော့တဲတာများတဲ့ပြုတ်သွားတော့ခေါ့နော် ဟိုအရင်တော့မှတော့ကျွန်တော်တို့ဇေဒီရဲ့လှိုင်လေးရဲ့ပေါ့အတွင်းထဲမှာလှိုင်လေးရှိရတယ်အဲ့ဒီလှိုင်လေးရဲ့နောက်ရှေ့ဘက်ကတိမ်ပါဗျအဲ့တိမ်ကတော့ဒီရဟနာကိုယ်တော်နဲ့တိမ်သမုဒ္ဒတိမ်အဖေတို့လက်ထက်ကပေါ့အဲ့ဒီချိန်တုန်းမှတော့ဒိဋ္ဌံတယ်လို့ဟိုကျော်လုံးမကြောက်ဘူးအဲ့မှာရွှေတင်တော်ဝင်လာတော့ဘာလို့တယောက်တော့ညင်းတာပွားတာပစ္စည်းပြောက်တယ်ပစ္စည်းခိုးတယ်ပေါ့အဲ့မှာလာကရဘောနဲ့ရွတ်ဒီပြရောက်လို့ရှိရင်ဟိုမီးတိုင်းပြိုင်နာရှိတယ်ပန်းပြိုင်နာရှိတယ်နောက်တစ္ဆာရေးတောက်တာရှိတယ်အဲတစ္ဆာရေးတောက်တဲ့ဆိုရင်ဘာတွေဖြစ်တော့ဆိုတော့ဒီ မကောင်းသောဘေးတွေနဲ့ကြာရောက်ပြီးတည်ကြတာတွေအများကြီးတွေ့ရတယ်။မှန်မှန်ကန်ကန်ဖြစ်တဲ့ဆိုလည်းသူကစီးပွားဥစ္စာတွေမလားတိုးတက်တယ်ဟော။ရွှေသိန်းတော်ဖရားစီဒီကိုတော့မုတ်လေးမုတ်ပါဘုံခုနှစ်ဆင့်အာယုန်ကန်တစောင်းအတွင်းမှာပူးမြော်နိုင်မှာပဲဖြစ်ပါတယ်။အနော်ရာမင်းကြီးတည်ထားခဲ့စဉ်ကညံတော်၉00မြတ်သားရှိသည်ဟုဆိုထားပါတယ်။ တက္ကရာ1309ခုနှစ်မှာရွာသူရွာသားများရဲ့ကောင်းမှုနဲ့ညံတော်ကိုတော်ငုံငုံပြီးညံတော်73တောင်မြင့်လို့ဒုတိယအကြိမ်တည်ထားကိုးကွယ်ခဲ့ကြပါတယ်။တက္ကရာ1356ခုနှစ်မှာတော့တင်တောင်းကြီးရွာသူရွာသားတွေကြောက်စဲနေသူနေသားတွေနဲ့တခြားဒေသကအလှရှင်တွေအပါအဝင်အများကောင်းမှုနဲ့ညံတော်34တောင်အမြင့်ကိုပူဇော်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒါဆိုအရာတော့အဲ့ဒါဖြစ်ပါတယ်။ အရင်တော့ကတော့ဒီသိမ့်တိုင်ကလေးထဲမှာပထမတော့ကတော်ဝဲလွယ်လို့ရှိရင်သိမ့်မရှိဘူးလေအဲ့လိုပေါ့တရားလောက်နှစ်ဦးလောက်လာလာပေါ့အခုကျတော့တမီးနဲ့တနိုင်ငံလုံးတည်တဲ့ခါကျတော့ဒီသိမ့်တိုင်ကမဆက်တဲ့ခါကျတော့ဇီဒီပတ်ရံပြီးတော့ဟိုပါပေါ့ဆူတောင်းပေးရတာပေါ့ဒီဇီဒီကြီးကိုလည်းဒီပတ်ရံပြီးလှူဒန်းလာနေလေအောင်မြင်တာလည်းအများကြီးပါဗျကျွန်တော်တို့ဒီဘက်ဖျားကြီးပက်ပက်လေတော့ကတော်ဝဲရောင်းတဲ့ဈေးကတော်ဝဲဆိုင်နေရှိတာပေါ့ဒါတော့သူတို့ဟိုသူတို့တရာပေါက်တဲ့ဟိုမှာ၃ပြီးခွဲရှိတယ်၅ပြီးခွဲရှိတယ်၁၇ပြီးခွဲရှိရပေါ့နောက်တစ်ချို့ကြလည်းအောင်မြင်နေဆိုရင်တော့ တော်တော်ဟိုပါပေါ့တရားရှိပြီပေါ့ဒါအဲ့လိုပွဲတွေနဲ့လာပြီးလူချမ်းပြီးဆူတောင်းရတာရှိပါတယ်ပြောလဲအောင်ပွဲတက်တက်လာလို့ရှိတယ်အခုချိန်မှာတော့ဒေသအသီးသီးကဖျားဖို့မိဘပြည်သူတွေလာရောက်ဒိဋ္ဌံပြုဆူတောင်းကြတာဖြစ်တဲ့အတွက်အာယုံငန်တစောင်းတွေမှာရွှေသိန်းတော်ဈေးဒီကိုပတ်ရံပြီးတော့လှူဒန်းထားတဲ့အဒိဋ္ဌံအောင်ပွဲတွေအများပြားကိုလည်းတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ် ောင်းဆရာရှေးအောင်ဖရားတွေဖူးရင်းနဲ့လေအဲမန္တလေးဘက်ကဖရားတွေဖူးရင်းနဲ့ဟိုဟာလာပြီးတော့ဖူးတာပါဒီဟိုလာတော့မှပဲကိုလည်းအံ့ဩတာပေါ့ပွဲတွေပါရင်ဖူးဖူးရတယ်လို့တော့ပြောတယ်သေချာတော့ကိုလည်းမသိဘူးပေါ့နော်ဒီရောက်တော့မှပဲတိုက်တိုက်ဆိုင်ဆိုင်အဲ့လိုပုံမြင်တွေ့လိုက်ရတော့အံ့ဩတယ်ပေါ့အဋိဌံလဲအောင်လဲကိုလည်းပွဲဖူးခဲ့တယ်ပေါ့ ေထံအောင်ဝဲတွေကိုနှပြောသုံးပြီးပွဲကနေဇေဒီပုံတံတရရှိဖီအထိလူလန်းသူများရဲ့စိတ်တိုင်းကြကက်လူပူဇော်နိုင်ပြီးအဓိဋ္ဌံပြုစူတောင်းနိုင်ပါတယ် တော့မိထီလာသားလေးဖြစ်တော့ဒီ60တို့မန်းလေးတို့ကဘေးတိုင်းရောက်လို့ရှေတိန်တော်ဖះကိုလည်းခဏခဏရောက်ပါတယ်ရောက်တော့ဒီဖះမှာအဲ့လိုလေးပေါ့ကျွန်တော်ဒိဋ္ဌံအောင်နေအောင်နေဆိုတော့နည်းနည်းပေါ့ကျွန်တော်လူကျင်နာလေးတစ်ခုကိုဒိဋ္ဌံဒိဋ္ဌံတော့အခုလိုတလားနှစ်လားအတွင်းမှာရှေတိန်တော်ဖះကိုကျွန်တော်ဒိဋ္ဌံလေးအောင်ရင်ဒီပွဲလေးကျွန်တော်ကိုယ်တိုင်ကိုရောက်လာပြီးလူကျင်ပါတယ်ကျွန်တော်ဒိဋ္ဌံလိုက်ဒိဋ္ဌံတော့အောင်နေပေါ့ဗျအောင်တော့ဒီလိုပိတ်ရည်လေးကိုရွေးပြီးတော့ကျွန်တော်ဒေဒီပွဲလေးလာထိုးတာပါ နောက်ထပ်နောက်ထပ်လည်းကျွန်တော်ယုံယုံကြည်ကြည်နဲ့ဒိဋ္ဌံပဲအောင်မယ်လို့လည်းယုံကြည်ပါတယ်နော်ဗမာပြည်မှာတခြားနိုင်ငံရဲ့ခြားမှာရှိတဲ့ဗုဒ္ဓဘာသာတွေဖျားတွေဖျားတွေဘလောက်မရောက်နိုင်တော့မှရှေးတိန်တော်ဖျားဖို့တော့ကျွန်တော်ယင်ထဲမှာနဖူးထိတ်မှာအမြဲထားပြီးတော့ဒိဋ္ဌံမှာမယ်လို့ပြောချင်ပါတယ်ခင်ဗျာ တင်တော်ကြီးကြီးပါဟာရွှေတိန်တော်မြတ်စွာဘုရားနဲ့တွဲလျက်ဖွဲမရတဲ့ရွာဖြစ်ပါတယ်။ဒီရွာကဒေသခံတွေအနေနဲ့ကတော့အဋိဌံကရောပွဲများဒေသပြန်လက်ဆောင်များရောင်းချရင်းနဲ့ပဲအတမှုဝန်ကြောင်းရည်တည်နေကြတာပဲဖြစ်ပါတယ်။မတော်မနဲ့မိုးလင်းရင်လေးနိုင်ရထားတာပါ ဒီနိုင်ထိုးရင်ပွဲထပြင်ရတာပါညီမလေးတစ်ခါလေးလေးကြားလဲ9နာရီလောက်ဆိုဈေးဥပောက်ပါပြီဒီဖေရမလာတယ်ဖေရဘူးမိဘပြည်သူတွေနဲ့နေနေဆိုရင်သုံးပြီးပွဲကစတင်ပါတယ်သုံးပြီးပွဲကနေညီမလေးပွဲရကြတဲ့အထက်တင်းနဲ့တိုးတင်ရတာပါတစ်ခါလေးလေးကြားလဲ9ပြီးပွဲနဲ့ဒိတ်ထလို့ရှိရင်17ပြီးပွဲရှိရ9ပြီးပိုးပြီးရှိပါတယ်ညီမလေးအဲ့ရနေထက်အောင်သွားလို့ရှိရင်တရက်ရှိပြီးရှိပါတယ်ညီမဒီစစ်စင်တော်မြတ်စွာဘုရားကြီးကိုလာရောက်ပြီးဆူတောင်းနေကြတဲ့ပုဂ္ဂိုလ်များရတယ်စီးပွားရေးကျန်းမာရေးလူမှုရေးအဲ့ဒီကိစ္စတွေကိုအတိကထားပြီးတော့ဆူတောင်းကြတာဖြစ်ပါတယ်တကယ်လဲအောင်မြင်လို့ ကြမ်းမရရမစမခွဲစိတ်ရပဲနဲ့စားစီထိုးစင်းနဲ့ပြန်ပြောက်သွားတဲ့သာရကတွေလည်းအများကြီးရှိပါတယ်စနေတွင်လာပြီလောက်ကြတော့ဘုရားဖူးအများကြီးဆုံးတွေ့ရပါတယ် နောက်ပြီးတော့ဆယ်တန်းမဖြည့်ခင်လေဆယ်တန်းမဖြည့်ခင်ကြတော့လေဆယ်တန်းနေပွဲလာထိုးကြတာအဲ့ဒါအများဆုံးပါပဲကနေတော့ဒီဖျားဘူးဧည့်သည်တွေကိုမားတို့ကတက်နိုင်သေး၍သူတို့ရဲ့စိတ်တိုင်းကြဒိဋ္ဌံလဲအောင်အောင်လို့ဆောင်ရွက်ပေးပါတယ်ဒီမားတို့ကတော့ပျော်တာပေါ့ညီမလေးရေကိုယ်ဆိုင်ကိုလာတဲ့ဆိုရင်အမရေတစ်ခါကဖောက်တယ်ဆိုလို့ဆိုရင်မားတို့မှပီတိဖြစ်ရပါတယ်ဒီစီစဉ်ကနေဖိတ်ခေါ်ပါတယ်လို့ဒီမဟာရှင်သိန်းတို့မြတ်ဆရာဘုရားကြီးကိုလာရောက်ခုမျော်လဲကြပါအောင်လို့ဖိတ်ခေါ်ပါတယ်လို့ရွာသူရွာသားတွေအကုန်လုံးဒီမှာမပြောပဲရောင်းချရတယ်နော်မပြောပဲရောင်းချကြတဲ့စိုင်းတွေအစရှိတဲ့ ဟိုဈေးဆိုင်ငန်းတွေအကုန်လုံးဟာဒီရွာသူရွာသားတွေကြီးပဲကို့ဒီရွာနဲ့ဒီဖျားဒီရက်နဲ့ဒီဇက်ဒီလိုပဲလောက်ခဲ့တဲ့တက်တန်းပေါ့လေရှေးအစင်ဆက်ကဘိုးဘွားတွေထားခဲ့တဲ့အတိုင်းဆက်လက်ပြီးတော့ဘဘတို့လက်ထက်မှာလည်းအဲ့လိုပဲလုပ်ပါတယ်ဘာနာတာကျန်နှောင်းနေစိတ်ချမ်းသာတဲ့ဟိုကျမ်းမာခြင်းနဲ့ဒီနေ့ဆက်ကြ ဇီရီတော်ကြီးရဲ့အရှိပဲအာယုံကံတစောင်းတွဲမှာတော့မူလာတရရဲ့ကအနော်ရထမင်းကြီးဇီရီတော်ကြီးတည်ထားခဲ့စဉ်ကတပြိုင်တည်းပူဇော်ထားတဲ့ရွှေသိန်တော်မြတ်စွာဘုရားရုပ်ပွားတော်ကိုတင့်တယ်တပ်ပယ်စွာဖူးတွေ့ရမှာပဲဖြစ်ပါတယ်။ရွှေသိန်တော်မြတ်စွာဘုရားရုပ်ပွားတော်ကြီးရဲ့လက်ရာဘက်မှာရှိတဲ့ရုပ်ပွားတော်ကတော့ဇလုံးပြည်တော်ပြန်ရုပ်ပွားတော်ထံမှာရင်ငွေတော်ခိုလုံခဲ့တယ်။ဇလုံးပြည်တော်ပြန်ရုပ်ပွားတော် လဝဲဘက်မှာရှိတဲ့ရုပ်ပွားတော်ကတော့မန္တလေးမဟာမြတ်မုနီရုပ်ပွားတော်ထံမှာရင်းငွေတော်ခိုးလုံပြီးပူဇော်ထားခဲ့တယ်။မဟာမြတ်မုနီရုပ်ပွားတော်တို့ကိုလည်းကြီးညိုပွဲဟာပူတွေ့နိုင်ကြမှာပဲဖြစ်ပါတယ်။ဒီအလေအားရုပ်ပွားတော်ကြီးကတော့ရွှေသိမ့်တော်မြတ်စွာဘုရားရုပ်ပွားတော်ပေါ့နော်။သူကဇေဒီတော်နဲ့ရုပ်ပွားတော်နဲ့အဲတပြိုင်တည်းနော်ထာမင်းကြီးကဒီထားကိုကိုကျဲတာပေါ့နော်။ဘောဘွားပြင်ပြင်နေ ပြောပြချက်အရာဆိုရင်ဒီရုပ်ပွားတော်ရဲ့အနေထားဟိုတကောတော့ကြီးမားလာပြီနည်းအမြ။ဘာဖတ်တို့တော်ပါပေါ့လေအဲ့ဒါတော့ပါဇက်ရာဇဝယ်ပေါ့။အဲတချို့ဆိုရင်ရုပ်ပွားတော်ကဒီလိုရုပ်ဆိုးတဲ့ရုပ်ပွားတော်ကပို့ပြီးတော့တကောထက်မြက်တဲ့ကြီးမားတယ်လို့အဲအဲ့လိုပါဇက်ရာဇဝယ်လေးတွေတော့ရှိခဲ့တာပေါ့။ဒါမှမဟုတ်ဘာဖတ်တို့ဒီရုပ်ပွားတော်ကလည်းအဲ့သဘောမျိုးကြောက်ရွံ့နေတဲ့အခုနောက်လုံသားတွေအနေနဲ့ပို့ပြီးတော့ယုံကြည်တယ် ိုးကွယ်တယ်မှန်ကန်တယ်အဆုံးဖြတ်ပေးတယ်ဆိုတော့ဒီလိုလေးတွေဖျားဘူးဧည့်သည်တွေအနေနဲ့ရရက်ကလာပြီးရောက်ပြီးတော့ဖူးမြော်ကြတာကိုတွေ့ရတာပေါ့နော်ဒီမှာဘဘတို့ကဂောဘကများအနေနဲ့စီစဉ်တာရွှေသင်္ကန်းကတ်လူကိုပြီးကြအလူတော်ငွေအလူကန်ဌာနမှာတတ်တတ်လောက်ထားတယ်လေဒီမှာမှန်ဘုံများနဲ့လည်းအလူခန်းတယ်အဲ့မှာခါတိုင်းကတော့တစ်နှစ်တစ်ချိန်ရွှေသင်္ကန်းကတ်လူတယ်ပေါ့အခုတော့တစ်နှစ်ကို၃ချိန် ရွှေသင်္ကန်းကတ်လို့ပဲရှခင်တော့ငါဆိုရင်ရွှေသိန်းတော်မြတ်စွာဘုရားဟာရန်ကုန်မန္တလေးကားလမ်းမကြီးနဲ့တိတ်မဝေးလာပေမဲ့လေကြွေးဝိုက်သွားလာပြီးခရီးမတွင်ဖြစ်တဲ့အတွက် ဖရာဘူးမယအရောက်ပေါက်နေခဲ့တော့လဲပဲအခုအခါမှာတော့ဖရာချီတော်ရင်းတို့အရောက်ကတ္တရာလန်ဖောက်လို့ပြီးဖြစ်တာကြောင့်သွားလာရအလွဲကူအဆင်ပြေသွားပြီပဲဖြစ်ပါတယ်။ဒါကြောင့်အများပြည်သူရုံးပိတ်ရက်နဲ့အားလည်ရမြမှာဆိုရင်တော့ဇီရီတော်ကြီးရဲ့ပရမုံအတွင်းမှာဖရာဘူးမယနဲ့ချက်ပြဲမကြစီကားများပြားလေးရှိပါတယ်။ မာနိုင်ငံအငယ်ငယ်ရရကဗုဒ္ဓဘာသာဝင်အသွေးဝင်တွေသူတော်ကောင်းတွေပေါ့လေသူ့ဘက်ကိုရောက်မယ်ဆိုရင်ကြောက်ဆက်မျိုးရဲ့မြောက်ဖက်နော်တမန်ကျော်မှာမဟာရွှေသိမ့်တော်မြတ်စွာဘုရားကြီးကြည်ထားကိုးကွယ်တဲ့အတွက်ကြောင့်တစ်ခါတစ်ခေါက်တော့လာရောက်ပြီးတော့ဒီမှာဖူးမြော်ကြပါဦးလို့ဘာမှဖိတ်ခေါ်ပါတယ်ဒီနိုင်ငံလုံးကအခုတော့တချို့ရှားဘူးတဲ့ပြည်တဲ့လူတွေကတော့ဘုရားကိုလာကြပါနဲ့ဒီနိုင်ငံလုံးအဝေးရဝေးရနီးရလည်းလာကြပါနဲ့ အခုမြောက်ကူးတဲ့ပုံကလေးလည်းဒီဘုရားကြီးတကူတော်နဲ့မြတ်လာရောက်ပြီးတော့ကုညွန်နိုင်ကြဖို့တော့ဖိတ်ခေါ်ပါလေကမဟာရွှေသင်တော်ဘုရားကြီးကရွှေတောင်ဒီတောင်ရဲ့တောင်ပဲတောင်ကြီးရင်းမှာတရှိပြီး အတိတ်ထံစူတောင်းပြအောင်မြင်ကြတာဖြစ်တဲ့အတွက်ကြောင့်မြမနိုင်ငံအရေးရကဘုရားဘုရား လာရောက်ဖူးမြော်ပူဇော်လူရန်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီစီဇန်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေလည်းအခါခွင့်တင်ခဲ့မယ်ဆိုရင်တော့သွားရောက်ဖူးမြော်ကြဖို့ရန်တိုက်တွန်းရင်အထိတ်ထန်အောင်လို့သွားရောက်ဖူးမြော်ကြောက်စင်မျိုးကငါရွှေသိမ်းတော့အစီအစဉ်ကိုရိုက်ကူးပူဇော်တင်ဆက်လိုက်ပါရစေရှင်။